အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါတယ်ကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့အမျိုးသားများအတွက်လိင်ဆက်ဆံလူစိတ်ကိုမြင့်တင်ပေးနိုင်တဲ့နီလန်ခုနှစ်ခုဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်အမျိုးသားတွေရဲ့လိင်ဆန္ဒလီပီဒိုဆိုတာဘာလဲလီပီဒိုဆိုတာလိင်စိတ်ဆန္ဒ set drive ဒါမှမဟုတ် လိင်ဆက်ဆံခြင်းစိတ် sexual desire ကိုပြောတာပါဒါက လိမ်မိုင်းဆိုင်ရာလှုပ်ရှားမှုတွေကိုလိုလားတဲ့သင်္ခန္ဓာကိုယ်ရဲ့သဘာဝဆန္ဒပါဒါကိုအောက်ပါအချက်တွေပေါင်းစပ်ပြီးထိ ंछ ုပ်ထားပါတယ်နံပါတ်၁ကတော့ဟော်မုန်းများအထူးသဖြင့်ကြားဟော်မုန်း testosterone ဖြစ်ပါတယ်နံပါတ်၂ကစိတ်ကျန်းမာရေးနံပါတ်၃ကရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနံပါတ်၄ကနေထိုင်မှု ပုံစံနဲ့ဆက်ဆံရေးကထိ ंछ ုပ်ထားပါတယ်လိမ်စိတ်ဆန္ဒနည်းနေတဲ့အခါသင်ခံစားရနိုင်တာတွေကတော့လိမ် ိစ္စအပေါ်စိတ်ဝင်စားမှုအနှဲငယ်သာရှိတယ်။ဒါမှမဟုတ်ရင်လည်းလုံးဝမရှိတာလည်းဖြစ်နိုင်တယ်။စွန့်ရင်နေနေတယ်။ဒါမှမဟုတ်ရင်လည်းယုံကြည်မှုနေနေတယ်။ဆက်ဆံရေးမှာ စိတ်ပြည့်အားငယ်နေတယ်။အမျိုးသားလိန်စိတ်ဆန္ဒကို တိုးမြင့်ဖို့အထူးရောက်ဆုံးတဘာဝနီလန်းတွေကတော့နံပါတ်1သင်ရဲ့ဟော်မုန်းတွေကိုမျှတအောင်ထားပါအထူးသဖြင့်တက်စတော့စတရုန်ကြားဟော်မုန်းတဘာဝအတိုင်း ဘလို့မြင့်တင်မလဲညာတိုင်း9နာရီကနေ9နာရီကြာအောင်အိပ်ဆက်ပါအလေးမလေးချိန်ခန်းဒါမှမဟုတ်ကြွက်သားလေးချိန်ခန်းကိုလုပ်ပါတော့စင့်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေအထူးသဖြင့်ကြဲ့ဥအမဲသားဖျုံစည်းကိုစားပေးပါတကြားနဲ့ပြုတ်ပြင်ထားတဲ့အစားအစာတွေကိုလျှော့စားပါ အချံပေးကျင်တာကတော့အသက်35နှစ်ကျော်လာပြီဆိုရင်ကြားဟော်မုန်ပမာဏကိုစစ်ဆေးသင့်ပါတယ်အဲ့ဒီနှစ်နောက်ပိုင်းမှာ ကြားဟော်မုန်ပမာဏတွေဟာ မတိမသာကြာဆင်းလာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်စွန့်အင်နေနေတယ်လို့ခံစားရရင် စစ်ဆေးကြည့်တင်ပါတယ်။တက်ကြွန်းနားလေသူတွေနဲ့တိုင်ပင်နိုင်ပါတယ်။နံပါတ်1ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ခန္ဓာကိုယ်လှုပ်ရှားတာက တွေးစီစဉ်မှုစိတ်ခံစားချက်နဲ့ဟော်မုန်းပမာဏကိုတိုးမြင့်ပေးပါတယ်။ပုံမှန်ကိုယ်လက်လှုပ်ရှားမှုအထူးသဖြင့်ကြွက်သားလေ့ကျင့်ခန်းနဲ့နှလုံးသွေးကြောလေ့ကျင့်ခန်းတွေက ကြားဟော်မုန်းပမာဏကိုတိုးမြင့်ပေးပါတယ်။တွေးလှက်ပတ်မှုကိုကောင်းမွန်စေပါတယ်။ဒါတွေကပန်းတည်ပန်းညိုယောဂအတွက်လည်းအလွန်အရေးကြီးပါတယ်။တပတ်ကို3-4ရက်လောက်ကြွက်သားလေ့ကျင့်ခန်းလုပ်ကြည့်ပါ။နှလုံးသွေးကြောလေ့ကျင့်ခန်းကာဒီယိုလုပ်ကြည့်ပါ။ဥပမာလမ်းလျှောက်တာပြေးတာစပိန်းစီတာရေကူးတာတွေကိုလည်းထည့်သွင်းလှုပ်ဆောင်ပါ။တနေ့ကိုအနည်းဆုံးမိနစ်30လောက်လမ်းလျှောက်တာကိုလုပ်ပေးပါ။နေ့တိုင်းပုံမှန်လုပ်ပါ။သွေးစစ်ဆင်းမှုပိုကောင်းတာက အိယာဘောကစွန့်ဆောင်ယူကိုပိုကောင်းစေပါတယ်ဥပမာတပတ်ကို၃ချိန်အလေးမှ၄ချိန်ခန့်လုပ်တဲ့အမျိုးသားတွေဟာစွန့်အင်နဲ့လိန်ဆန္ဒပိုများတယ်လို့သုတေသနပြုချက်အရသိရပါတယ်နံပါတ်၃လိန်စိတ်ဆန္ဒကို ပြင့်တင်ပေးတဲ့အစားတောက်စားပါသင်စားတာကသင်ခန္ဓာကို စွန့်အင်ပေးပါတယ်သင်ရဲ့စားတောက်မှုကသင်ရဲ့လိန်ဟော်မုန်းတွေ စွန့်အင်တွေနဲ့တွေးစီးဆင်းမှုကိုတက်ရောက်မှုရှိပါတယ် ဟင်းနုနွယ်နဲ့အညိုရင့်အောင်ချောကလက်တွေဟာသွေးစိစိမှုနဲ့လိမ်စိတ်ဆန္ဒကိုတိုးမြင့်ပေးနိုင်ပါတယ်။အသားဓာတ်ကြွယ်ဝတဲ့အသားတွေကိုစားပေးပါ။ကြက်သား၊ကြဲ့ဥ၊ငါးတို့ကိုများများစားပေးပါ။ကျန်းမာတဲ့အစီအိုကိုစားပေးပါ။အခွန်မာသည့်တန်လွင်စီ၊ထောပတ်သီးတို့ကိုများများစားပေးပါ။အစိမ်းရောင်ဟင်းသီးဟင်းရွက်နဲ့တစ်သီးဝလံတွေကိုစားပေးပါ။တော့ဇင်းဓာတ်နဲ့မက်ဂနီဆီယမ်ကြွယ်ဝတဲ့အစားအစာတွေကိုများများစားပေးပါ။ခရုအခွန်မာသည့်ပဲမျိုးမျိုးမှာ ဇင့်ဓာတ်ပါဝင်မှုများပါတယ်ဗီတာမင် D ကနေအောင်ကြီးအစီများတဲ့ငါးတွေမှာပါဝင်ပါတယ်ကျန်းမာတဲ့အစီတွေကထောပတ်တိတန်လွင်စီတွေမှာများများစွာပါဝင်ပါတယ်အဲ့ဒီအာဟာရဓာတ်တွေကဟော်မုန်းထုတ်လုပ်မှုနဲ့လိမ္မိုင်းဆိုင်ရာကျန်းမာရေးအတွက်အရေးကြီးပါတယ်ရှောင်တင်တာကတကြားအကျော်အလော်တွေနဲ့ပြုပြင်ထားတဲ့မုတ်တွေဖြစ်ပါတယ်အဲ့ဒီအစားအသောက်တွေကိုထူးရှောင်တင်ပါတယ်အဲ့ဒီအစားအသောက်တွေက ကိုလေးချိန်တက်တာရောင်ရမ်းတာနဲ့ဟော်မုန်းမညီမျှတာတွေဖြစ်စေနိုင်ပါတယ်အဲ့ဒါတွေကလိန်စိတ်ဆန္ဒကိုရော့ကျစေပါတယ်ထောပတ်ပြီးနဲ့ကြဲ့ဥတွေဟာအမျိုးသားဟော်မုန်းတွေကိုမြင့်တင်ပေးဖို့အကောင်းဆုံးအစားအစာတွေဖြစ်ပါတယ်ညံ့ညာစပေးပါ အထူးသဖြင့်ပြုပြင်မထားတဲ့သဘာဝအစားအစာတွေကိုအဓိကထားပြီးစပေးပါနံပါတ်၄စိတ်ဖိစီးမှုကိုထိန်းချုပ်ပါ စိတ်ဖိစီးမှုကကော်တီဇောဟော်မုန်းကိုထုတ်လုပ်ပြီးကြားဟော်မုန်းတက်စတိုစတရုန်းကိုပိတ်ဆို့ထားပါတယ်။ဒါကြောင့်လိင်စိတ်ဆန္ဒကိုရောကျစေပါတယ်။စိတ်ဖိစီးမှုကိုလျှော့ချဖို့လိုအပ်ပါတယ်။ဘယ်လိုလျှော့ချမလဲ။အသက်ပြင်းပြင်းရှူတဲ့လေ့ကျင့်ခန်းကို လုပ်ပါ။၄၈အသက်ရှူလေ့ကျင့်ခန်းကိုလုပ်ကြည့်ပါ။၄၀စက္ကန့်ကြောင်လေကိုနှာခေါင်းနဲ့ပြင်းပြင်းရှူသွင်းပါ။90စက္ကန့်ကြာအောင်အသက်ကိုအောင့်ထားပါ80စက္ကန့်ကြာအောင်အောက်ထားတဲ့လေကိုပါဇက်ကပြန်မှုတ်ထုတ်ပါ တစ်ခါလုပ်ရင်3ချိန်လုပ်ပါတနေ့ကို3-4ချိန်လုပ်ပါဒီအသက်ရှူလိကျင်ခန်းကစိတ်ဖိစီးမှုကိုလျော့စေပါတယ်တရားထိုင်မှာဝင်လေထွက်လေကိုအာယုံစိုက်ပြီးတတိနဲ့စောင့်ကြည့်ပါဝင်ရင်ဝင်မှန်းသိပါထွက်ရင်ထွက်မှန်းသိပါဒီအလေးချိန်ကလည်းစိတ်ဖိစီးမှုတွေကိုလျော့ကျစေနိုင်ပါတယ်အပြင်ထွက်လမ်းလျှောက်ပါတဘာဝရှူခင်းတွေကိုအေးအေးဆေးဆေးလမ်းလျှောက်ကြည့်ပါထိုင်ကြည့်ပါစိတ်အေးချမ်းမှုကိုခံစားရပါလိမ့်မယ်တခြင်းနားထောင်ပါရေမောပါ လူမျိုးရေးလုပ်ငန်းတွေကိုလုပ်ပါဒါမှမဟုတ်ဝါသနာပါရတစ်ခုခုကို လုပ်ပါ7မိနစ်လောက်အသက်ပြင်းပြင်းရှူတာဒါမှမဟုတ်တိတ်ဆိတ်စွာအနားယူတာကအာယုံစူးဆိုင်မှုကိုတိုးတက်စေနိုင်ပါတယ်လိမ်မိုင်းဆိုင်ရာရင်းနှီးမှုအပေါ်အာယုံဆိုင်မှုကိုလည်းအထောက်အကူဖြစ်စေပါတယ်နံပါတ်5လုံလောက်စွာအိပ်ဆက်ပါတိတ်ခန္ဓာကိုယ်ကဖုန်းဘက်ထရီနဲ့တူတယ်ဆိုပါစို့ ဘက်ထရီအမြဲအားကုန်နေရင်ဖုန်းကဘာမှအလုံးလုံးမှမဟုတ်ပါဘူးဒီလိုပဲကြားဟော်မုန်းမရှိရင်လိန်စိတ်ဆန္ဒအပါဝင်သင့်ရဲ့လုပ်ငန်းဆောင်တာအလုံးအတွက်စွန့်ရင်ရှိမှာမဟုတ်ပါဘူးသင့်ခန္ဓာကိုယ်ကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေချိန်မှာကြားဟော်မုန်းအများစုကိုထုတ်လုပ်ပေးပါတယ်ညာတိုင်း9နာရီကနေပြီး6နာရီကြာအောင်ကောင်းမွန်စွာအိပ်ဆက်ပါအိပ်ရာမဝင်ခင်ဖုန်းကွန်ပျူတာစတဲ့ဖန်သားပြင်တွေကိုမကြည့်ပဲမှောင်ပြီးအေးများတဲ့အခန်းထဲမှာအိပ်ပါ အေးမောဟတာဟာစွမ်းရင်တွေကိုနည်းစေတယ်လို့လိန်စိတ်ဆန္ဒကိုလည်းနည်းစေပါတယ်။အေးမောဟတဲ့အခါစိတ်ဖြစည်းမှုကိုတိုးစေတယ်လို့ကြားဟော်မုန်းကိုရော့ကြစေပါတယ်။လိန်စိတ်ဆန္ဒအတွက်အေးမောဟတာကလည်းမကောင်းတယ်လို့စိတ်ဖြစည်းမှုဖြစ်တာကလည်းမကောင်းပါဘူး။ညာတိုင်းတီပီကြည့်ရင်အိယာဝင်နောက်ကျနေရင်တင့်လိန်စိတ်ဆန္ဒကြာဆင်းသွားနိုင်ပါတယ်။ပည့်ရက်ဒီမှာတော့နေ့တိုင်းအချိန်မှန်အိယာဝင်ပြီးအချိန်မှန်အိယာထထအောင်ကြိုးစားပါ နံပါတ်6တင့်အဖော်နဲ့ပွင့်ဝင်လင်းလင်းဆက်သွယ်ပြောဆိုပါတခါတလေလိန်စိတ်ပြဿနာတွေကစိတ်ပိုင်းဆိုင်ရာဒါမှမဟုတ်စိတ်ခံစားမှုပိုင်းဆိုင်ရာဖြစ်နိုင်ပါတယ်လင်မယားတွေရဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကတင့်လိန်စိတ်ဆန္ဒကိုအထောက်အကူဖြစ်စေပါတယ်စိတ်ချင်းကွာဟနေတယ်လို့ခံစားရရင်လိန်စိတ်ဆန္ဒကိုရော့ကျစေနိုင်ပါတယ်တင့်ခံစားချက်တွေအကြောင်းတင့်အဖော်နဲ့ပွင့်ဝင်လင်းလင်းပြောဆိုပါစိတ်ခံစားမှုအရာပြန်လဲချိတ်ဆက်ဖို့ကြိုးစားပါ ဒါကလိန်ဆန္ဒကိုတဘာဝအတိုင်းမြင့်တင်ပေးပါတယ်။သင်အဖို့နဲ့အရေးသွေးရှိတဲ့အချိန်တွေကုံဆိုးမှာသင်ခံစားချက်တွေအကြောင်းပြောဆိုပါရိုးသားပြီးပွင့်လင်းပါစိတ်ခံစားမှုအရာချိတ်ဆက်မှုကရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုကိုမြင့်တင်ပေးပါတယ်။အရေးသွေးရှိတဲ့အချိန်တွေအတူတူကုံဆိုးတဲ့ဇုံတွဲတွေဟာပိုမိုရင်းနှီးမှုရှိစေတယ်လို့ပညာရှင်တွေကပြောကြပါတယ်။နံပါတ်9အရက်ကိုရှော့တော့ပါစလိတ်ကို ဖြတ်ပါအရက်နဲ့စလိတ်နှစ်ခုစလုံးက တွေးစီးဆင်းမှုကိုထိခိုက်စေပြီးကြားဟော်မုန်းကိုရော့ကျစေပါတယ်။အရက်ကိုတော့ကန့်တက်ပြီးတောက်ပါတစ်ခွက်နှစ်ခွက်တောက်ပါ စိတ်ထိန်းနိုင်ရင်လုံးဝမတောက်ဘဲနေနိုင်ရင်နေပါအရက်အလွန်ကျွံတောက်တာအချိန်ကြာလာရင်ပန်းတည်ပန်းညိုပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ဆလိတ်ကိုမတောက်ပါနဲ့ဆလိတ်တောက်နေရင်ဆလိတ်ဖြတ်ဖို့ကြိုးစားပါဆလိတ်ဖြတ်တာကအကောင်းဆုံးဖြစ်ပါတယ်။ဆလိတ်ဖြတ်တာကလိမ်မိုင်းဆန်ရာ စွမ်းဆောင်ရည်နဲ့လိန်ဆန္ဒကိုတိုးတက်စေပါတယ်။ အဆအဆုံးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်တော့လောလောကူရှိနိုင်တဲ့ subscribe တို့ထိနှိပ်ပေးထားပါလို့ပြရက်ခံပါရတဲ့ like နဲ့ share လုပ်ရဲနှိပ်ပေးခြင်းပါတယ်။လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Have a nice day.